risk ကြီးတောင်ပောက်ပွဲမှုကြောင့်ဒီဆုံးခဲ့ရတဲ့တဆတ်သုံးနှစ်အရွယ်ကောမလေးဦးမယာစန်းချက်ရဲ့တပ်ပုံပါသူမဟာဝီးတောင်ပောက်ကွဲမှုကြောင့်ဖြစ်လာတဲ့ရွှွညွန်လေးအိမ်အပြည့်အစည်းတွေနဲ့ကွန်ကရစ်တွေကြားထဲမှာခါအထိညှက်ပြီးပြိမိနေခဲ့ပါတယ်အဖြစ်ဆိုးဆုံးအချက်ကသူမဟာစက်ချင်းတိတ်ဆုံးသွားတာမဟုတ်ပါဘူးကယ်ဆယ်ရေးသမားတွေကဘုမကို တွေ့ခဲ့တယ် ဒီမနဲ့စကားပြောခဲ့တယ်။ဒီမဟာအသိစိတ်ရှိတဲ့တတိရှိရှိနဲ့နာရီ60သုံးရကြဟောင်းပြိမိနေခဲ့ပါတယ်။ဒီမကကယ်ဆယ်ရေးသမားတွေကိုအချင်းစုပြတယ်။သူ့အမေကိုတွေ့ချင်တဲ့အကြောင်း၊ကျောင်းတော့ကြမှာစိုးတဲ့အကြောင်းလေးပြောပြခဲ့တယ်။ဒါပေမဲ့ကယ်ဆယ်ရေးသမားတွေမှာဒီမကိုကယ်တင်ဖို့လိုအပ်တဲ့စပ္ပစီကရိယာ၊ကရိန်းနေကြီးမာတဲ့ပန့်တွေအချိန်မီရောက်မလာခဲ့ပါဘူး။ ကမ္ဘာတဝန်းကသတင်းတောက်တွေကသူမရဲ့ဖြစ်ရက်ကိုတိုက်ရိုက်ထုတ်လွှင့်နေခဲ့ပေမဲ့အလောဟာသူမကိုမစ္စရှိမှာတဖြည်းဖြည်းအားနဲ့လာပြီးအသက်ထပ်သွားတာကို ကြည့်နေရမအပဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး။တဘာဝဘေးအန်ရဲ့အစ်စမှုနဲ့ကျွတင်ပြင်ဆင်မှုညံ့ဖယ်မှုအပေါ်သင်ဘလိုမြင်ပါသလဲ။